မိသားကြီးအောင်ရဲလင်းရဲ့လောက်ရကြောင်းတနိုင်ကလုံးဝလေးအောင်အောခဲ့ရပြီမိသားကြီးအောင်ရဲလင်းကတော့ရုပ်ရှင်လောကမှာဆော့အပွေဆုံးမိသားလိုအလုံးကသတ်မှတ်ထားကြရီသူထားထားရီ sorry ကအယောက်30တောင်ကျော်လောက်ပြီထင်တယ်ဒါတော့ပြိတ္တိတီးတယ် sorry ပဲရှိတယ်ပြိတ္တိမသိတဲ့နောက်ွယ်က sorry ကအများကြီးပဲဗိဒိကကျတော့သူထားခဲ့တဲ့နော် sorry ကလည်းတကယ်ကိုမှချမ်းသာရီတတိပြီဗိဒိကကျတော့နော်အတန်တင်းဆရာဝန်တွေ အလူမညာရှင်နဲ့များစွာထားရပြအခုအောင်ရဲလင်းကသူ့ရဲ့ချစ်သူကောင်းမလေးနော်တနိုင်ကလုံးကိုချပြထားတဲ့သူလက်ထက်မယ်လို့တနိုင်ကလုံးကိုချပြထားတဲ့ဆောင်မလေးကိုတစ်ဖက်သားလမ်းခွဲလိုက်ပြီးတော့တကယ်ကိုမများနေကမှနာမည်ကြီးတစ်ထီးတယောက်နော်ဒါတစ်ခုလက်ပေါ့နော်အိုသားတယောက်ရှိတယ်လို့ကြားသေးရတယ်သူရဲ့သားလေးက6နှစ်လား9နှစ်လားမသိဘူးအဲ့လောက်ရှိတယ်လို့ကြားသေးရတယ်ဒါကြောင့်တို့ဘုချုံမကြီးမင်းအောင်ရဲ့သားဖြစ်တဲ့အောင်ပြည့်စုံသူနေလေလုံငန်းခွဲပေါင်းများစွာကိုသူတို့လောက်ကိုင်းနေလို့ကြားသေးရတယ် ဒီကကြတော့ဝမှုရှိရောက်ကြနိုင်ဖြူကျော်ရုံးနဲ့လေတည်တယ်လို့ကျွန်တော်ကြားရပေါ့နော်သူ ਨੇ ဒါမင်းသားကျော်အောင်ရဲလင်းကနှစ်ပါးသွားနေပြီးတော့အတွင်းမှာတော့ယူထားပြီးဆိုပြီးတော့เนาะ living together နေပြီးဆိုပြီးတော့သတင်းတွေကတော့ထွက်လာနေပါ रे ။ပုံတွေကလည်းပြန်ထန်လာပါပြီ။မင်းသားကျော်အောင်ရဲလင်းရဲ့ခုလိုမျိုးလုံးရဲ့အကြောင်းမင်းသားကျော်အောင်ရဲလင်းဟာဝေရရင်ပြီးတော့အကုန်လုံးတော့သူ့ရဲ့ခန္ဓာကိုယ်ကိုအမျိုးသမီးတွေအတွက်ပြည့်စုံမှုရှိတယ်ဆိုပြီးတော့အပြောကန့်နေရပြီလေဖြစ်ပါ रे เนาะ။မြန်မာယူရှင်လောကမှာတော့ မမီဟာနာမီကြီးတင်ထင်များအနေထားသွားလာအကုန်လို့ personal ကိစ္စကစားစင်ကြီးရမှာဖြစ်ပါရီအောင်ရဲလင်းကတော့တနာကိစ္စနဲ့ပတ်သက်ရင်မထိန်ထားနိုင်ဘူးထင်ပါရီနော်